င်္ဂလာပါရှင်။တောင်လိန်ထိုင်းမြေနိုဝင်ဘာလ26ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လိန်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိန်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ရပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဖန်အန်းနဲ့တရက်ချောင်းမှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဒေသခံ2ဦးအမှုဖွင့်ခံရတဲ့သတင်း။ ကြားဖြတ်နိုင်နေရေးမဟာမိတ်အပါဝင်နိုင်ငံတကာနဲ့ပူးပေါင်းမယ်လို့မွန်ပြည်သက်ပါတီ AD ကြေညာလိုက်တဲ့တဲ့နဲ့မွန်ပြည်နယ်စစ်ကောင်ရှင်ကပြည်တွင်းပြည်ပခရီးသွားတွေကိုအစစ်မီစွာဝန်ဆောင်မှုပေးဖို့ညွှန်ကြားလာတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တွေမှာတော့တရုတ်ရန်ကာကွယ်ရေးထိုင်ဝမ်ကကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ40ဘီလီယံထပ်မံတိုးမြင့်မဲ့တဲ့မြမရွေးကောက်ပွဲလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုမရှိဘူးလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးပြောလိုက်တဲ့သတင်းတွေနဲ့အတူ မနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ကရင်ပြည်နယ်ဖအံမြို့နယ်တနင်္သာရီတိုင်းတရချောင်းမြို့နယ်နေဒေသခံ2ဦးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံလိုက်ရတယ်လို့သိရပါဗျ ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ကကရင်ပြည်နယ်ဖအံမြို့နယ်အမှတ်6ရပ်ကွက်တီရီလန်းကမော့ကစင်ရွာသစ်ဖုံကြီးကျောင်းမော်ဦးအနီးမှာစိုက်ထူထားတဲ့ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စီယုံရေးဆိုင်ဘုတ်ကိုဆုတ်ဖြဲတဲ့ဆိုပြီးအမှတ်9ရပ်ကွက်နေအသက်28နှစ်အရွယ်ကိုထက်နေလင်းကိုရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေတွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ။အဲ့ဒီနောက်ဖန်အမျိုးမရဲစခန်းမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုံမှ24ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါပါတယ်ရှင်။အလားတူနိုဝင်ဘာလ9ရက်နေ့မှာတနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ဗိတ်တဝဲကားလမ်းပေါ်မှာရွေးကောက်ပွဲကိုစတင်ကြဆိုတဲ့စာသားတွေကို ရေးသားခဲ့တာကြောင့်တရက်ချောင်းမြို့နယ်အသက်32နှစ်အရွယ်ကျော်ကျော်ခေါ်ညီညီကို နိုဝင်ဘာလ18ရက်နေ့မှာတရချောင်းမြို့မှရဲစခန်းကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ23ကကြီး23ခခွေနဲ့အမှုဖွင့်ထားပြီးဖမ်းဆီးဖို့လှုံ့ဆော်နေတယ်လို့ဆိုပါရယ်။နိုဝင်ဘာလ6ရက်နေ့မှာဖအံမြို့ကအမျိုးသားနှစ်ဦးကိုလည်းကရင်ပြည်နယ်ဝန်ကြီးချုပ်စောအောင်မြင့်ဦးရဲ့မဲဆွဲဆိုင်းဘုတ်ကိုဖျက်ဆီးမှုနဲ့ဖမ်းဆီးပြီးရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေနဲ့အမှုဖွင့်ထားပါရယ်ရှင်။ စစ်ကောင်ရှင်ကသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအကြောင်းတစ်ခုခုနဲ့နှောက်ရှက်ဟန့်တောင်းမဲ့သူတွေကိုဥပဒေထုတ်ပြီးတင်းတင်းကြပ်ကြပ်ဖမ်းဆီးတရားစွဲတာတွေကိုပြုလုပ်နေပါတယ်။အထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြက်ပြားစေဖို့ရည်ရွယ်ပြီးလူမှုကွန်ရက်ဆာမင်နာတွေအများပြည်သူဆိုင်ရာနေရာတွေမှာဟောပြောခြင်းပြောဆိုခြင်းစီယုံလုံးစော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစတာတွေနဲ့နှောက်ရှက်ဟန့်တာဖျက်ဆီးခြင်းတွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိခိုက်ပျက်စီးအောင်နှောက်ယှက်ဟန်တာဖျက်ဆီးခြင်းပြုလုပ်သူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိနေတယ်လို့စစ်ကောင်ပြင်ဘက်ကထုတ်ပြန်ထားပါတယ်။ဒီကနေ့ထိအဲ့ဒီရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူခံထားရသူတွေဟာတရားထမင်းနဲ့ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ကြားဖြန်လို့ခေါ်တဲ့ online ငွေလည်မှုလုပ်ငန်းတိုက်ဖြတ်ရေးမဟာမိတ်အင်အားစုရဲ့အပါအဝင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့မွန်ပြည်သက်ပါတီ AD ကကြေညာထားပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါရရှင်။မြန်မာနိုင်ငံမှာဆိုးရွားစွာဖြစ်ပေါ်နေတဲ့ကြားဖြန်လို့ခေါ်တဲ့ online ငွေလည်လုပ်ငန်းတိုက်ဖြတ်ရေးမဟာမိတ်အင်အားစုရဲ့အပါအဝင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့မွန်ပြည်သက်ပါတီ AD ကနိုဝင်ဘာ25ရက်ညပိုင်းမှာထုတ်ပြန်ကြေညာပါတယ်။မွန်ပြည်သက်ပါတီ AD ကမြန်မာနိုင်ငံကို ဒေတာရင်းစိုက်ပါရာဆွဲမှုနဲ့လူခွင့်ရေးချိုးဖောက်မှုရဲ့ဗိုလ်ချုပ်မှမဖြစ်ပေါ်စေရေးမဟာမိတ်တော်လိုင်းအင်အားစုတွေနိုင်ငံတကာဖွဲ့စည်းတွေဒေတာကန်ဖွဲ့စည်းတွေနဲ့ပူးပေါင်းမှုဖြစ်ပါသည်။ဒါ့အပြင်စိုက်ပါရာဆွဲမှုကွန်ရက်ပြန်ပွားရေးမှာအဓိကတာဝန်ရှိတဲ့ဆရာနာရှင်တွေနဲ့စစ်တပ်လောက်ခံဖွဲ့စည်းတွေတရားစီရင်နိုင်ရေးကြိုးပမ်းမှုတွေမှာပူးပေါင်းပါဝင်မယ်လို့ကြေညာချက်မှာအတည်ပြုထားတာပါ။မော်ပြည်သက်ပါတီ AD နေနဲ့ American Scam Center Strike Force Thai တရုတ် ASEAN နဲ့ နိုင်ငံဖြတ်ကျော်ငွေလိမ်မှုလုပ်ငန်းတွေကိုတိုက်ဖြတ်ဖို့ကတိပြုထားတဲ့နိုင်ငံတွေနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့အစီအစဉ်ရှိရလို့ဆိုပါရီနိုင်ငံဖြတ်ကျော်စိုက်ဘာနှိမ်နှင်းရေးအလုပ်အဖွဲ့ကိုဖွဲ့စည်းပြီးလူကုန်မှုခံရသူတွေကိုကူညီထောက်ပံ့ဖို့နိုင်ငံတွင်ပိတ်မိနေသူတွေရှာဖွေရေးနဲ့ပေးကင်းလုံခြုံစွာပြန်လည်ခေါ်ဆောင်ရေးမှာကူညီဖို့နဲ့တခြားပူးပေါင်းမှုတွေကိုနှီးလန်းရှာဖွေသွားမှာဖြစ်ပါသည်အလုပ်အဖွဲ့ဖွဲ့စည်းတာဟာနိုင်ငံဖြတ်ကျော်ငွေလိမ်မှုလုပ်ငန်းတွေကင်းစင်တဲ့မွန်ပြည်နယ်မွန်ဒေသကိုတိစောက်ရေးနဲ့ငွေလိမ်လည်မှုလုပ်ငန်းတွေကင်းစင်တဲ့မြန်မာနိုင်ငံကိုတိစောက်ဖို့ပထမဆုံးခြေလှမ်းလို့ဆိုပါတယ် ဆရာနာတင်ပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံမှာဆူရွားစွာဖြစ်ပေါ်နေတဲ့လူကုန်ကူးမှုအွန်လိုင်းငွေလိမ်လည်မှုညှိမ့်မနှိပ်စက်မှုနဲ့လူတက်မှုအပါအဝင်ဆန္ဒတကျကျူးလွန်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအဆမတန်တိုးပွားနေတာပါအဲ့ဒီရာဇဝတ်မှုတွေကိုမာမိတ်ဒေါ်လာရင်အားစုတွေနဲ့အတူအခုနှစ်ဇန်နဝါရီ20ရက်နေ့မှာပြင်းထန်စွာပြစ်တင်ရှုံချတဲ့ပူးရဲထုတ်ပြန်ချက်တည်းရဲ့ထုတ်ပြန်ခဲ့ပြီးကြီးလေးတဲ့ချိုးဖောက်မှုတွေပေါ်အဲ့ဒီထုတ်ပြန်ချက်အတိုင်းမရေမရိုင်ဆက်လက်ရပ်တည်နေတယ်လို့ဆိုပါတယ် ဒါအပြင်အဲ့ဒီရာဆွဲမှုတွေဟာမတော်တဆဖြစ်ပေါ်တာမဟုတ်ပဲမြမစစ် အာဏာရှင်နဲ့စစ်တပ်လောက်ခံဆက်ဆက်အဖွဲ့အစည်းတွေကတက်ကြွစွာအားပေးကူညီပြီးအကျိုးမြတ်ရယူနေတာလို့ဖော်ပြထားတာပါအဲ့ဒီအင်အားစုတွေကကြီးမားတဲ့ရာဆွဲမှုလုပ်ငန်းတွေကြီးထွားလာစေဖို့လုံခြုံရေးနဲ့အဖြစ်ပေးခံရခြင်းကနေကင်းလွတ်ခွင့်ကိုပေးထားကြတယ်လို့ကြေညာချက်မှာထောက်ပြထားတာတွေ့ရပါတယ်ဒီအကြက်တဲရဲ့အတိုင်းတာပမာဏဟာနိုင်ငံပေါင်း89နိုင်ငံကပြည်သူများစွာလူကုန်မှုခံရပြီး အမေရိကန် UK နဲ့တရုတ်နိုင်ငံအပါအဝင်ကမ္ဘာလုံးဆိုင်ရာငွေကြေးဆုံးရှုံးမှု20ဒေါ်လာ15ဘီလီယံကျော်ရှိနေတာပါဒါဟာပြည်ပဆိုင်ရာလုံခြုံရေးနဲ့ဒေတာရင်းတည်ငြိမ်မှုအတွက်ကြီးမားတဲ့ချိန်ချမှုတရဖြစ်ပေါ်စေတယ်လို့မွန်ပြည်သက်ပါတီ AD ကထောက်ပြထားတာပါတဖက်မှာမြန်မာစစ်အာဏာရှင်စနစ်နဲ့လက်အောက်ခံလက်နက်ကိုင်ဖွဲ့စည်းတွေကတရားမဝင်အမျက်စွန်းတွေကတဆင့်အကြမ်းသားတွေကိုပြန်တိုက်ခိုက်တဲ့စစ်ရန်တရားတွေကိုတိစောက်ဖို့အသုံးပြုနေတာလို့ဆိုပါတယ် ငွေကြေးလိမ်လည်မှုခွင့်ရက်တွေရဲ့အဓိကပုံကိုယ်တွေကိုပြက်ပြက်သားသားကင်တွယ်ဆောင်ရွက်နေတဲ့ထိုင်းနဲ့တရုတ်တို့ကိုချီးကျူးထားသလိုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖြတ်ရေးအစီအမံတွေချမှတ်ဆောင်ရွက်နေတဲ့ UK, ကိုရီးယားနဲ့ဂျပန်တို့ကိုလည်းသိမှတ်ပြုထားတာပါအထူးသဖြင့် American တရားရေးဌာန FBI နဲ့ American ထောက်လှမ်းရေးဌာန US Secret Service တို့ကနေ American Scan Center Strike Force ဖွဲ့စည်းမှုကိုကြိုးဆိုတယ်လို့မွန်ပြည်သက်ပါတီ AD ကဆိုပါတယ်အခုလိုနိုင်ငံတကာကြိုးပမ်းဆောင်ရွက်မှုတွေဟာ မြန်မာစစ်အာဏာရှင်တွေကိုထောက်ပံ့နေတဲ့နိုင်ငံဖြတ်ကျော်ငွေလင်းလင်းမှုလုပ်ငန်းတွေတိုက်ဖြတ်ရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုလို့ကြေညာချက်မှာဖော်ပြပါတယ်။ကာလွန်တိုင်းနေနဲ့မော်ပြစ်သက်ပါတီ AD ကြေညာထားတဲ့နိုင်ငံဖြတ်ကျော်စိုက်ဘာနှင်းနှီးရေးအလုပ်ဖွဲ့ဖွဲ့စည်းတာပါဝင်မဟာမိတ်နဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးဆက်သွယ်ဖို့ပေးထားတဲ့စစ်ကဲနံပါတ်2ခုလုံးကိုစာပို့မြင်မြန်ခဲ့ပေမဲ့အကြောင်းပြန်ခြင်းမရှိသေးပါဘူး။ မော်ပြည်နယ်အတွင်းဝင်ရောက်လာတဲ့ပြည်တွင်းခရီးသွားတွေကိုစစ်ဆေးမှုတင်းကျပ်နေတဲ့ပြည်နယ်စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကပြည်တွင်းပြည်ပခရီးသွားတွေကိုအစင်းမီစွာဝန်ဆောင်မှုပေးဖို့ညွှန်ကြားလိုက်ပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါရရှင်။မော်ပြည်နယ်အတွင်းဝင်ရောက်လာတဲ့ပြည်တွင်းခရီးသွားတွေကိုစစ်ဆေးမှုတင်းကျပ်နေတဲ့ပြည်နယ်စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကပြည်တွင်းပြည်ပခရီးသွားတွေကိုအစင်းမီစွာဝန်ဆောင်မှုပေးဖို့ညွှန်ကြားလာပါတယ်။နိုဝင်ဘာလ25ရက်နေ့ကမော်လမြိုင်မြို့ရှိ ပြည်내ဆိုရယုံမှပြုလုပ်တဲ့မူပြည်내ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာဝန်ကြီးချုပ်ကလောက်ခံဌာနဆိုင်ရာတွေအပြင်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းရှင်တွေကိုပါညွှန်ကြားခဲ့တာပါစစ်ကော်မရှင်ခန့်ပြည်내ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကမူပြည်내တွင်ပြည်တွင်းပြည်ပခီးသွွားတွေလာရောက်ချင်းဖြင့်လူမှုစည်းဝေးပွားတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တာကြောင့်ဒေသတာယာလှပရေးနဲ့တဲခုနေထိုင်ရေးအတွက်အစ်မီစွာဝန်ဆောင်မှုပေးဖို့ပြောဆိုခဲ့ပါတယ် ဟိုတယ်လုပ်ငန်းရှင်တူကတော့မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြည်တွင်းပြပခီးသွားတွေကိုဆွဲဆောင်ဖို့ရှင်းအောင်ဆောက်ဦးတွေကိုပါပြုပြင်ခိုင်းတာရှိပေမဲ့လက်တွေမှာတော့ပြည်တွင်းခီးသွားတချို့ကိုတဲကိုခွင့်ကန့်သက်ထားသလိုစစ်ဆေးမှုတွေလည်းကျက်မဲ့ထားတယ်လို့တန်တွင်တိုင်းကပြောပါတယ်။ဒီကလည်းမှာတော့ကျွန်တော်တို့လက်ရည်ပါနော်။ဒီနေ့ဒီမှာအဲ့ဒီကားရှိနေတော့တိုင်းပြည်အဆောက်အဦတွေပေါ့ကျွန်တော်ရှင်းအောင်အဆောက်အဦတွေဒီနေ့ဒီတော့ပြည်ပြင်းနေတာပါပြည်တော်မှာဒီလေ့လာလို့ရအောင်ဆိုပြီးတော့ ကျွန်တော်ရှားလို့ဆိုရင်အဲမှာတော့ဟိုတက်တုံးလုံးပေါ့နော်ကျွန်တော်ဝါယာဟင်းတာဟုတ်တယ်နော်တော့ကျွန်တော်ခေါင်းကြီးရောရေတော့ဆက်ခေါ်တယ်ပေါ့အဲ့တုံးတုံးနေရာမှာပဲအုံငင်းဆောင်နေပြီးတဲ့ပါဆိုတော့အရင်တည်းကတော့ကျွန်တော်လုပ်စားပြပါလားအင်းခါအညာပေါ့နော်မြေကောက်လေမြေကြီးဆိုတော့ဟိုစိတ်စိတ်ကိုစက်မှတာတော့တိချာစက်မှတ်ပြီးလုပ်နေတာတော့ရှိပါတယ်ဒါပြင်အခုလိုခီးသွွားကဏ္ဍမြင့်တင်မှု မူပြည်နယ်ဝန်ကြီးချုပ်ကခုလိုညွှန်ကြားမှုတွေလှုံ့ဆော်နေပေမဲ့လက်တွေမှာစစ်ဆင်းမှုတင်းကျပ်တာတချို့ဒေသကခီးသွားတွေကိုဝေရောက်မှုကန့်သက်တာတွေဖြင့်အစည်းခက်ခဲတွေလည်းရှိနေတာပါခီးသွားအလန်းညွန်တို့ကတော့လက်ရှိတခြားဒေသတွေကမူပြည်နယ်ကိုလာတယ်ဆိုတာပြည်နယ်ကအေးချမ်းလို့ဖြစ်ပေမဲ့အောက်ခြေမှာစစ်ကော်မရှင်လက်အောက်ခံတွေကခီးသွားတွေကိုနိုင်ကျင်တာတွေရှိတဲ့အတွက်ခီးသွားဘယ်လိုမြင့်နေလို့ရမလဲလို့ဝေဖန်ပါတယ်အဲဒီနယ်ကပဲလာလာပေါ့နော်ပြောချင်တဲ့တွေက ကျင်းတင်နေပဲလာလာမြစ်ကြီးနားနဲ့ရှမ်းပြည်နယ်ပဲလာမုန်ကြီးနယ်လာကြတယ်မုန်ကြီးနယ်မှာအေးချမ်းလို့လေအဲလိုလာကြလို့ဆိုရင်အဲ့ဒီမုန်ကြီးနယ်မှာလာတဲ့လူတွေကျေတူရမယ်လေဖြစ်ချက်ပေါ့ရှင်စီချက်ပေါ့နော်ကိုယ့်ရဲ့လုံခြုံရေးစီချက်ပေါ့အဲ့လိုမျိုးအဆင်ပြေလေးလောက်အောင်ပါပေါ့နော်လာရမြန်လူတွေအကုန်လုံးပေါက်ရှင်မှာဖြစ်နေတာဟိုနည်းနည်းဗျံမတာနိုင်တယ်ပေါ့နော်ကိုအသာကြီးရရင်အနိုင်ကျင့်တဲ့ဘောလို့ပါနေတယ်အများကြီးပဲတွေ့နေရတယ်ဆိုတော့ဘယ်လိုလုပ်ပြောရမလဲခကြီးတော့ဘယ်လို တဖက်မှာမွန်ပြည်နယ်စစ်ကော်မရှင်ဟာရှမ်းပြည်နယ်မှပုံတင်ဖြစ်တဲ့စစ်သုံးမြင်းဆောင်နိုင်ငံသားစစ်စီရဲ့ကပြားကိုင်းဆောင်သူတွေကိုမွန်မြိုင်ခရိုင်တွင်လာရောက်လေပတ်ပါကစက်တင်ဘာလ18ရက်နေ့ကစပြီးသူတို့သတ်မှတ်ထားတဲ့ဟိုတယ်နှစ်ခုနဲ့မော်တယ်တစ်ခုမှသာတည်ကိုလို့ရမယ်ဆိုပြီးကန့်သက်လိုက်တာပါဒါအပြင်မွန်ပြည်နယ်တွင်ဝင်ရောက်မဲ့ခီးသွားတွေကိုမြို့ဝင်မြို့ထွက်ဂိတ်တွေမှာအတင်းကျပ်စစ်ဆေးတာငွေကြေးစမတန်တောင်းကန်တာ မထင်မထင်သလိုဖမ်းဆီးတာအပြင် အဲစင်းစစ်ဆေးမှုတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတာကြောင့်ခီးသွွားတွေအတွက်အခက်အခဲဖြစ်စေတာဖြစ်ပါတယ်။ဝန်ပြည်မှာတော့စစ်ကော်မရှင်က ခီးသွွားကဏ္ဍမြင့်တင်ဖို့အတွက်ဆိုက မကြခဏဆိုသလိုအစည်းအဝေးတွေလှုပ်ဆောင်နေပေမဲ့တချို့ဒေသတွေမှာမကြခဏတိုက်ပွဲဖြစ်ပွားနေတာကြောင့်လုံခြုံမှုမရှိတဲ့အတွက်ခီးသွွားဝင်ရောက်မှုဟာအရင်ဆိုရလက်ထက်ကလောက်တိတိသာညံ့လာတာမရှိဘူးလို့အလန်းညွန်တွေကပြောဆိုနေကြပါတယ်။ချင်းခိုက်ခိုင်ရခြင်းမှကာကွယ်ခြင်း vector control ငါဖျားယောဂကိုတည်ဆောင်သောအနော်ဖလိချင်းများသည်ညနေစည်းစာမှနနက်စောစောပိုင်းတွင်အဓိကခိုက်တက်သည့်အတွက်ထိုချင်းများတွင်ထူးပြုဆိုင်ခြင်းပါသည်ချင်းအောင်တုံးပြုခြင်းဖိဆက်ချိန်တိုင်းပိုးသက်ဆေးစိန်ထားသောခြင်းအောင် necessity side treated next ဖြင့်အိပ်ပါ၎င်းသည်ထိရောက်ဆုံးကာကွယ်နည်းများထဲမှတစ်ခုဖြစ်သည်အကာအကွယ်ဝန်ဆောင်ဝတ်ဆက်ခြင်းညနေပိုင်းနှင့်ညဘက်များတွင် ဘောင်းမီရှိလက်ရှိအင်းကြီးများကဲ့သို့အရေးကြားကို ဖုံးအောင်သောဝက်စားများဝယ်စားပါချင်းစည်းလင်းစည်းများသုံးဆွဲခြင်းအရေးပြားပေါ်တွင်ချင်းမကန့်အောင်ကာကွယ်သည့်လင်းစည်းပြင်းဆက်ရပ်ကလပ်အထူးသဖြင့်ဒီဓာရထိုးသူလူရမိုက်ပါဝင်သောစေးများပါနေထိုင်ရာပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း၊ဗရင်းမောက်များနှင့်ကားများတွင် ခြင်လုံးကားများတက်စီပါ။အိမ်ခန်းတွင်နေထိုင်ပတ်ဝန်းကျင်တွင် ခြင်ပြေးစေသို့မဟုတ်ခြင်စေးမှုတ်စေများတော့ ရှင်များပေါက်ဖွားနိုင်သည့် GI များရည်စည်းရလာမကောင်းမှုနေရာများကိုဖယ်ရှားရှင်းလင်းခြင်းသို့မဟုတ်ဟောက်အုပ်ခြင်းပြုပါ။ဆိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်ရန်ကာကွယ်ရေးထိုင်ဝမ်ကကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ40ဘီလီယံထပ်မံတိုးမြှင့်တော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ပဲပဲကပြပြပေးထားပါဗျ။ တရုတ်ရဲ့ပုံများတဲ့ချင်းချောင်းမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာကိုကုတ်ကိုကာကွယ်ရေးထပ်တိုးဘတ်ဂျက်ဒေါ်လာ40ဘီလီယံသုံးဆွဲဖို့အစီအစဉ်နေကြအောင်ထိုင်ဝမ်တမရလိုင်းချင်းတီကနိုဝင်ဘာလ26ရက်မှာပြောကြားလိုက်ပါတယ်။ထိုင်ဝမ်ကိုသူတို့ကိုယ်ပိုင်နယ်မြေတစ်ခုအနေနဲ့ရှုမြင်ထားတဲ့တရုတ်ကသူတို့အပိုင်ဖြစ်ကြောင်းပြောဆိုမှုအတည်ဖြစ်စေဖို့ပြီးခဲ့တဲ့9နှစ်အတွင်းနိုင်ငံရေးအရာရော စီရေးအရာပါအရှိန်မြင့်ဖိအားပေးနေပေမဲ့ထိုင်ဝမ်ကပယ်ချထားပါတယ်။ အမေရိကန်ကဥရောပကိုကာကွယ်ရေးအတုံးစီတိုးမြင့်ရေးဖိအားပေးနေသလိုထိုင်ဝမ်ကိုလည်းကာကွယ်ရေးအတုံးစီတိုးမြင့်မှုတိုက်တွန်းထားပါတယ်။၂030ပြည့်နှစ်မတိုင်ခင်ကာကွယ်ရေးအတုံးစီကိုပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့900ခိုင်နှုန်းအထိတိုးမြင့်မှုမျှော်လင့်ထားတယ်လို့တမရလိုင်ကဩဂတ်လအတွင်းပြောကြားခဲ့တာပါ။ကာကွယ်ရေးအတွက်39.89ဘီလီယံသုံးစွဲမဲ့အစီအစဉ်ကိုကြေညာရင်းနဲ့ထိုင်ဝမ်သမ္မတကမိမိတို့ဟာဂျွန်ပြုတ်ခံရမယ့်အရေးနဲ့ရင်ဆိုင်နေရတယ်လို့ပြောထားပါဗျ။ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့မိမိတို့မှညှိနှိုင်းစရာနေရာမရှိဘူးလို့လိုင်းချင်းဒီကသမရယုံမှပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။နိုင်ငံတော်အထုတ်အချာအာဏာလွတ်လပ်မှုနဲ့ဒီမိုကရေစီအဓိကတက်မိုးတွေဟာမိမိတို့နိုင်ငံရဲ့အခြေခံအုံမြင့်ဖြစ်တယ်လို့လည်းသူကဖြေဆွတ်ပြောပါတယ်။ထိုင်ဝမ်အနေနဲ့ကုကုကိုခုခံကာကွယ်ဖို့ပြည့်ပြည့်တသားဆုံးဖြတ်ပြီးကြောင်းလဲသမရလိုင်းကဆိုတာပါ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုနဲ့အတူထိုင်ဝမ်ကအမေရိကန်စီကနေလက်နက်တွေထပ်မံဝယ်ယူဖို့စီစဉ်ထားပါတယ်။ထိုင်ဝမ်ရဲ့ကာကွယ်ရေးစွမ်းဘက်ကကိုတီးတီးတတ်တာတိုးမြှင့်သွားမှာဖြစ်ကြောင်းလိုင်းချင်းတီကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အင်ဖြူရော်တို့ပြန်ရောက်လာပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ဝါရှင်တန်ကထိုင်ဝမ်ဒေါ်လာတန်330တန်မိုးရှိလက်နက်တွေရောင်းချဖို့များမကြာမီကအခွင့်ပြုထားပါတယ်။ ဒါပေမဲ့တရုတ်နဲ့ပိုရင်းနီးရဲ့ဆက်ဆံရေးကိုအလိုရှိနေတဲ့အဓိကအတိုက်အခံကွန်မန်ဒန်ပါတီကြောင့်ကာကွယ်ရေးအသုံးစရိတ်တုံးမြင့်ရေးလွှတ်တော်ရဲ့အခွင့်ပြုချက်ရရှိဖို့ထိုင်ဝမ်အစိုးရအနေနဲ့အခက်ကြုံတွေ့နိုင်တယ်လို့သိရပါဗျ။မြန်မာရွေးကောက်ပွဲလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုမရှိဘူးလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးပြောလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။မြန်မာနိုင်ငံမှာဒီဇင်ဘာလကစတင်ပြီးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မှုဒါမှမဟုတ်ယုံကြည်စိတ်ချရမှုရှိမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောကြားပြီးဖမ်းဆီးထားတဲ့ခေါင်းဆောင်ဟောင်ဒေါင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ရွေးကောက်ခံဆုရကိုစစ်တပ်ကထုတ်ပယ်ပြီး2021ခုနှစ်မှာအနာသိမ်းခဲ့တာကြောင့်မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်ပွားနေပါတယ်။စက္ကောင်းဆောင်တွေကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာပြန်လဲရင်ကြားစစ်ရေးအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့အမောတင်ပြောဆိုနေပေမဲ့ဒေါအောင်ဆန်းစုကြည်ရောသူ့ရဲ့ဖြတ်သိမ်းခံထားရတဲ့ NLD ပါတီရောရွေးကောက်ပွဲဝင်ခွင့်မရဖြစ်နေပါလေ ရွေးကောက်ပွဲတွေကိုစစ်တပ်နဲ့သူတို့ရဲ့မဟာမိတ်လက်နက်ကိုင်တွေထိန်းချုပ်မထားနိုင်တဲ့ဒေသတွေမှာကျင်းပမှာမဟုတ်ပဲဒီရွေးကောက်ပွဲဟာစစ်တပ်ဆက်လက်အုပ်ချုပ်ဖို့ကျင်းပတဲ့အတူယောင်ရွေးကောက်ပွဲဖြစ်တယ်လို့လစ်လာသူတွေကပြောထားပါတယ်မြန်မာရွေးကောက်ပွဲကိုကျွန်တော်တို့ကလွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်စေကျမတွေဒါပေမဲ့အဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိထားပါတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးစီဟာဆက်ဖူအန်ကပ်ကွေးကနိုဝင်ဘာ25ရက်ညနေပိုင်းမှာပြောလိုက်တာပါ မိမိတို့အနေနဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုလို့ရမယ့်အနေအထားမှမရှိဘူးလို့ခန်းစားနေရပေမဲ့အဲဒီရွေးကောက်ပွဲဟာပြည်ပြပြောင်းလဲရေးအတွက်အခြေခံအုတ်တချက်ဖြစ်နိုင်တယ်လို့ဝင်ကြီးဆီယာဆက်ကပြောပါလိမ့်2010ပြည့်နှစ်တုန်းကပြည်ပြည်စုံတယ်လို့မဆိုနိုင်တဲ့ရွေးကောက်ပွဲမှာဗိုလ်ချုပ်သိန်းစိန်တပရအဖြစ်ရွေးကောက်ခံခဲ့ရပြီးဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးမှုနဲ့အတူနောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့တဲ့အခြေအနေကိုထိုင်းနိုင်ငံခြားရေးဝန်ကြီးကထောက်ပြပြောဆိုထားပါတယ် ဒီပြပြေဆောင်မှုမရှိတဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံပြန်လည်တည်ငြိမ်ဖို့နဲ့ဒီမိုကရေစီပြန်ရဖို့ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုဖြစ်ကောင်းဖြစ်လာမှာပါလို့သူကဘန်ကောက်မြို့မှာသတင်းထောက်တွေကိုပြောပါရီထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကနေစီးပွားရေးရတိန့်ဆောင်လာသူတွေကိုရောစစ်ပေးဆောင်တွေကိုပါလက်ခံထားပါတယ်တောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ပါဝင်ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးကိုလွှတ်ပေးဖို့နိုင်ငံတကာကအကြီးအကဲတောင်းဆိုထားပေမဲ့စစ်ကောင်ဆောင်တွေကပယ်ချထားပါတယ် နက်ဖြန်နိုဗင်ဘာလ28ရက်နေ့အတွက်မိုးလီဝသခမ်းမန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွားကြတဲ့အရာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအားဖြင့်တာယာနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်မှတိမ်ထူထမ်းနိုင်ပါတယ်။ မြမကံရိုတန်းတခြားနဲ့ကမ်းလွန်ပင်လေပင်တို့မှာတခါတရံမိုးသက်လေပင်တွေကြားရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။မိုးသက်လေပင်ကြားစဉ်ရေပင်မြေပင်လေဟာအရှေ့ဘက်ကနေတနအီ25မိုင်မှမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မြမနိုင်ငံတစ်ဝန်းလုံးမှာမိုးအားယိုနေနိုင်ပြီးအများအားဖြင့်တာယာနိုင်ပါတယ်။မြမနိုင်ငံတစ်ဝန်းလုံးမှာမြေများကြာဆင်းနိုင်ပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့ဖန်မြို့နဲ့ဒဝဲမြို့တို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်။ မြန်မာနိုင်ငံတပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွှန်းကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခံမရရှိပါတယ်။ဒီမိုလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်